ဂျမနီစောက်မှုလုပ်ငန်းကြီး Siemens ကမ္ဘာတဝမ်းမှလုံသားအင်အား6000ခန့်ရှော့ချသွားရန်ကြေညာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဂျာမနီစက်မှုလုပ်ငန်းကြီးဖြစ်တဲ့ Siemens ကကမ္ဘာတဝန်းမှလုံသားအင်အား200ဂိုင်းနှုန်းခန့်ရှိတဲ့အလောကိုင်းပေါင်း6000ကျော်ရှော့ချသွားမယ့်အစီအစဉ်ကိုအင်ကာနေ့ကကြေညာသွားပါတယ် စီမန့်စ်ကတိုးတက်မှုကိုဥတည်တဲ့ခန်းနာထွေးမှရှင်နိမြုံနံရန်နဲ့အနာခတ်ရှင်ပြိုင်မှုအကောင်းလာစေရန်အတွက်ရှင်တို့ရဲ့လိုလျောက်စနစ်နဲ့လျှက်စစ်ကားအသွင်ချင်းလုပ်ငန်းစွမ်းရည်များကို ပြန်လည်တည်ဆောက်သွားဖို့ရည်ရွယ်ထားတဲ့အကြောင်း website မှာဖော်ပြထားပါသည် ကဘာလုံးဆိုင်ရာလိုလျောက်စနစ်ဤပညာများဝဲလဝါကရေရှိရှိနေမှာဖြစ်ပြီးဂျာမနီရပါဝင်လက်ရှိအထက်ဈေးကွက်တွေကနေပြောင်းလဲသွားဖို့အာရုံစိုက်နေတယ်လို့ဖော်ပြထားပါတယ်ရင်ထန်တဲ့ပြိုင်ဆိုင်မှုဖီအောင်များနဲ့အတူစက်မှုအလိုလျောက်စနစ်လုပ်ငန်းက2023ဘဏ္ဍာရေးနှစ်မှစပြီးဩရာမာယုံမှုများနဲ့ဝင်ဝေများတည်တည်တသာရော့ကြလာမယ်လို့ခန့်မှန်းထားပါတယ် 2029စသင်းမှာ30ရက်နေ့ဗန္နာရှိနှင့်ကုံမစီမတ်ကတကဘာလုံးရှိအလိုလျောက်စနစ်အပိုင်းမှာနေရာပေါင်း9600ခန့်ရှော့ချရန်စီစဉ်ထားပြီးဂျာမနီမှာနေရာပေါင်း2600ခန့်ပါဝင်နိုင်မှာထိပြောင်းလဲမဲ့အရာတွေကအမြန်အားသွင်းအခြေခံအဆောက်အုံများဖြစ်နိုင်ပြီး2025ဗန္နာရှိနှင့်ကုံလောက်မှာတရက်စစ်ကအားသွင်းလုပ်ငန်းမှာနေရာပေါင်း450ခုရှော့ချသွားမှာဖြစ်ပါထိ ဂျာမနီမှအလောကိုင်းရှော့ချခန်းရသူတွေကို ထောက်ပံ့ကူညီသွားမယ်လို့ Siemens ကကတိပြုဖော်ပြထားပါတယ်။ရမန်နှစ်ကုန်းပိုင်းမှာ Siemens ကတကဘာလုံးမှာလူပေါင်း3,300,000ကို အလုံခန့်အပ်ခဲ့ပြီးဂျာမနီမှာ16,000ခန့်ပါဝင်ခဲ့ပါတယ်လို့သိရပါတယ်ရှင်။